်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ထမအောင်ဆုံးတပုတ်အနေနဲ့လာရှုကိစ္စမှာတင်ယုံမကောင်းကြောင်းမပြောဖို့ကျေးဇူးရှင်ကိုမစော်ကားဖို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တင်ယုံရဲ့ညီနိုင်ပြီမှုကြောင့်လာရှုမျိုးကိုပြန်ရတဲ့အတွက်ပြန်လည်တိဆောင်ရေးကာလမှာတရင်တပ်ဖွဲ့ရင်းအနေနဲ့တင်ယုံမကောင်းကြောင်းမပြောကြဖို့နဲ့ကျေးဇူးရှင်ကိုမစော်ကားဖို့စစ်ကောင်းဆောင်ကတတိပင်းပြောကြလိုက်ပါတယ်။အေပြီလနယ်စပ်ရင်းနေမနေ့ကပြင်းဝင်တနေမှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ပေါ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှုမျိုးအတွင်းတက်နေရချထားရင်ကိစ္စမှာတင်ယုံကိုစလဲဦးဆောင်နေတဲ့ကိစ္စကို ဝင်ရောက်ဆက်ဖက်ပြောဆိုတာမလုပ်ကြဘို့ပြောဆိုခဲ့တာလို့လပခါနဲ့နှိစက်တဲ့သတင်းအရင်းမြစ်တွေကပြောပါတယ်။ လာရှုပ်ကိစ္စမှာတက်ကမကျေနပ်တဲ့သူတွေရှိရင်လာရှုပ်ကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခန့်ဆားလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလုံရမယ်ဆိုတော့ဝေဖန်တူရင်းလည်းရှိရင်ဒါကြောင့်မနေ့ကပြင်းဥလွင်ကိုတက်ချုံရောက်တော့တရုတ်ကိုမဝေဖန်ဖို့ကျေးဇူးရှင်ကိုမစော်ကားဖို့အမှားရဲဆိုတာထက်တတိပေးတာ AP 19ရက်နေ့ကလေးကလာရှုပ်မြို့ကိုရှောင်းနေတဲ့တရုတ်ကိုစလဲတင်ရှိချင်းဦးဆောင်နေဖွဲ့ကပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ဖွဲ့ကိုဖွဲ့ထားပြီးစစ်တမ်းရဲစာရဖာနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချပေးထားတယ်လို့အဲ့ဒီမှာရောက်နေတဲ့ခမာယတိုင်ရဲ့တခု ကပြောပါရယ်ကာဆာထမှုတရကာဆာထမှုနှစ်ရရောက်တဲ့တရင်တွေကိုမှားတယ်တရုတ်ကိုယ်စားလှယ်ဖွဲ့ကပြောသမျှနားထောင်ဖို့လမ်းညွန်ချက်တွေကိုလိုက်နာဖို့တကယ်လိုအပ်တဲ့အဖွဲ့စိတ်ညွန်ညင်စရာတခုခုလုံးမီရင်စုံခုံစစ်ခံရမယ်စည်ရင်အရာမခံမနိုင်သေးတဲ့အတွက်လာရှုမျိုးကိုဌာနဆိုင်ရာရှုံးတွင်အကုန်ပြတ်မဝင်ကြသလိုစစ်ဆောင်ပြည်သူတွေကလည်းမိမိလိုနေအိမ်ကိုလာရောက်ကြည့်ရှုနေတဲ့အစင်မဲရှိသေးတယ်လို့သူကဆက်ပြောပါတယ် လက်ရှိအခြေအနေမှာလာရှုမျိုးကိုတရုတ်ကိုယ်စားလှယ်စကောက်စီတက်နဲ့ကိုကန်တန် MND အဖွဲ့၃ပွင့်ဆိုင်အုပ်ချုပ်မဲ့ပုံစံမျိုးနဲ့သွားမယ်လို့တုံသက်သူရင်းလည်းရှိနေပါတယ်၂၀24ဩဂုတ်လ3ရက်2029ဆက်စင်ရေးဒုတိယလိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှုမျိုးကိုကိုကန်တန် MND နဲ့တွန်လိုင်းပူပေါင်းတက်တွင်တိုက်ခိုက်သင်ပိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်တပုတ်အနေနဲ့ငလင်တန်တင်ဒေတာရီမှာဘီလက်မြေစေးတက်ကဝေယူရန်ခတ်ခဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်တန်တင်ဒေတာရီမှာဘီလက်မြေနဲ့အိမ်ဆောက်ပစ္စည်းများစေးတက်နေပြီးလိုအပ် လောက်ဝယ်ယူလို့မရကြောင်းဒေသခံတွေကပြောပါတယ်။ငလင်တန်တင်ခဲ့တဲ့မန္တလေးမြို့မှာငလင်မလုတ်ခင်ကဘီလက်မြေတဲကို18000ကျပ်ဝင်းကျင်ရှိရမှာလက်ရှိမှာပေါင်စင်4300ကျပ်ရှိပြီးပစ္စည်းပြတ်နေတဲ့အတွက်ဝယ်ယူလို့မရကြောင်းမြို့ကတုံးကပြောပါတယ်။ မလင်းစဖြစ်ပြီးပြီးချင်းမှာကျွန်တော်တို့အိမ်နာကတရားဝယ်တာ2800ပြရတယ်အဲ့ဒီမှာတင်1000ကတက်နေပြီးအခု4000ကျော်သွားတယ်အဲ့ဒီ4000ကျော်ကိုတော့ပစ္စည်းမရှိဘူးအုတ်တွင်းလဲဈေးတက်တယ်ဘီလက်မြေဆိုတချို့ပစ္စည်းရှိရတာနဲ့မရဘူးဆိုတာလဲကြားရတယ်လို့မန္တလေးမြို့ကန်ကပြောပါတယ်အလားတူစကိုင်းမြို့မှာလည်းဘီလက်မြေတိမ်ပေါက်ဈေးမှာ3000ခွဲမှ4000ချာရှိနေကြောင်းဒေသခံတွေကပြောပါတယ်ငလင်းကျောင်းနေအိမ်ပြုကြသူများအတွက်စကိုင်းမြို့ရှိအာထက်ကတက်မှာရွှေတောင်ကုမ္ပဏီမှာဘီလက်မြေတိမ်1500ကျပ်နှုန်းနဲ့အကန့်အ အသက်ရောင်းချပေးနေကြောင်းလည်းဒေသခံတွေစီမံသိရပါဗျ။ လက်ရှိတော့စကိုင်းမြို့နယ်ထဲကအတွက်ပင်ရောက်နေသေးတာလူတလောက်တော့မရဘူးအိမ်နောက်စုတစုကိုမြရသေးပေါ့နော်90လောက်ဆိုရင်20လောက်ရောင်းပေးရလို့ဒေသခံကပြောပါရယ်မန္တလေးအမရပူရာမြို့နယ်မှာလည်းဘီလက်မြေဝယ်ယူပေါ်ခတ်ခဲနေပြီးငလင်မလုတ်ခင်ကတအိမ်2000ကျပ်ဝန်းကျင်ရှိနေရမှာလက်ရှိမှာပေါင်စီမှာ3200ကျော်ရှိကြောင်းသိရပါရယ်ဝယ်လို့တော့ရတယ်ဒါပေမဲ့တော်တော်မလွယ်ဘူးဝယ်ဖို့ခက်တယ်အခုထိတော့ပြန်မပြင်နိုင်ကြသေးဘူးလို့ဖြိုလို့ကိုမပြီးကြသေးဘူးလေလို့မြို့ကန်တချို့ကပြောပါရယ်ငလင်တန်းတင်ခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာ တော့ဘီလက်မြေတိတ်ကျန်နှပောင်းခွဲဝင်ခြင်းနဲ့ဈေးမတက်တော့လဲလုံလောက်စွာမရရှိပဲဝယ်ယူဖို့ခက်ခဲနေကြောင်းဒေသခံတွေကပြောပါတယ်။နေအိမ်နဲ့အစာအုပ်များစွာပြိုကျပြင်ဆင်ခဲ့တဲ့အတွက်ပြန်လည်ပြင်ဆင်ဖို့များစွာလိုအပ်မှာဖြစ်ပြီးအာဏာစုပ်ကင်ထားတဲ့စစ်ကောင်စီအနေနဲ့ဘီလက်မြေကိုပြည်တွင်းမှာလိုအပ်သလောက်ထုတ်ပေးနိုင်ဖို့လိုအပ်တယ်လို့နိုင်ငံသားမှလည်းလုံလောက်စွာတင်သွင်းပေးနိုင်ဖို့လိုအပ်ကြောင်းမန္တလေးမြို့ကတောင်ကပြောပါတယ်။ပြည်တွင်းကပဲထုတ်ထုတ်နိုင်ငံသားကပဲတွင်တွင်းများများထုတ်ပေးဖို့လိုတဲ့များများတွင်ပေးနိုင်ရင်တော့ဈေးရအစမတန်တက်เสียအကြောင်းမရှိဘူးလို့ဆိုပ ါပါတယ်။စစ်ကောင်စီကတော့ငလင်းချောင်းပြည့်စည်သွားတဲ့အဆောင်များပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်စောင့်လုပ်ရင်းလုပ်ငန်းများအတွက်လိုအပ်တဲ့ဘီလက်မြေအပဝင်တန်နဲ့သူများကိုတင်တော်တဲ့ဈေးနှုန်းများနဲ့ရောင်းချပေးသွားမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကအေပီလ19ရက်နေ့ကစကိုင်းနဲ့မန္တလေးတို့မှာတာဝန်ရှိသူရမ်းမီရဖရင်နဲ့တွေ့ဆုံဆင်ပြောခဲ့ကြောင်းအေပီ20ရက်နေ့ထုတ်မြန်မာလင်းသတင်းစာမှာဖော်ပြပါရတယ်။ ။တစ်ဖက်မှာလည်းငလင်ဘေးတင်ပြည်သူများအတွက်နိုင်ငံတကာကစစ်ကောင်စီမှတဆင့်ပေးရထားတဲ့အကူအညီဒေါ်လာတန်ပေါင်းများစွာကိုပြည်သူများထံကိုပေးရခြင်းမရှိဘဲဘီလက်မြေပြန်ရောင်းမယ့်စီမံချက်ကိုဝေဖန်မှုတွေရှိနေပါတယ်။အာနာမသိခင်ကာလာရီမှာဘီလက်မြေတအိ9000ဝန်းကျင်ကသာရှိခဲ့ရမှာအာနာသိပြီးနောက်ပိုင်းဘီလက်မြေတင်သွင်းမှုကသက်ချက်တွေကြောင့်ရှားပါခဲ့ပြီးငလင်မလုတ်ခင်တအိ2000ဝန်းကျင်ထိပေါက်ဆင်းရှိနေပါတယ်။မလ28ရက်နေ့ငလင်လုတ်ခတ်မှုအပြီးအပြက်စီးများစွာဖြစ်ပေါ်ခဲ့ရာရှားပါနေတဲ့ဘီလက်မြေစေးကကျပ်4000ဝန်းကျင်ထိရောက်ရှိလာတာဖြစ်ပါ ပါတယ်မလ28ရက်နေ့မှာစကိုင်းမြို့အနီးဗဟိုပြုလုခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နိုင်ငံတော်နေအိမ်6000ကျော်စာတင်ကြောင်း2366ကျောင်းဖုန်ကြီးကျောင်းနဲ့တီလာရှင်ကျောင်း3514ကျောင်းစိမ့်ယုံစေကန်192ခုပျက်စီးဆုံးရှုံးခဲ့ကြောင်းအေပီလ22ရက်ထုတ်စစ်ကောင်စီဝါဒဖြင့်မြမလင်းသတင်းစာမှာဖော်ပြထားပါတယ် နောက်ထပ်တစ်ပုတ်အနည်းငယ်မြန်မာငလင်းကိုနိုင်ငံတကာကယ်ဆယ်ရေး2000ဦးကျော်လာရောက်ကူညီပြီးထောက်ပံ့ပစ္စည်းတန်ကျင်း2500ကျော်ရထားတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တမိုင်းဝင်မြန်မာငလင်းဘေးကိုနိုင်ငံတကာကူညီကယ်ဆယ်ရေးတမ2094ဦးရောက်ရှိလာပြီးကူညီပေးခဲ့ကြောင်းစစ်ကောင်စီပြောခွင့်ရရှိထားသူဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်။ AB လ20ရက်ညပိုင်းမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှတက်စင်၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ နိုင်ငံတကာကူညီထောက်ပံ့မှုတွေအနေနဲ့နိုင်ငံပေါင်း25ခုကလေယာဉ်145ကောင်ရောက်ရှိခဲ့ပြီးတရုတ်နိုင်ငံကကုန်းလမ်းမှာကား23စီး၊ရှီလမ်းမှာအိန္ဒိယနိုင်ငံကသင်္ဘော5စီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသင်္ဘော10စီးတို့ရောက်ရှိခဲ့တယ်လို့စော်မင်းထွန်းကပြောပါရယ်။နိုင်ငံတကာမှာထောက်ပံ့ပစ္စည်း 2514ဒသမ6တန်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1198ဒသမ1တန်မြန်မာနိုင်ငံကိုရောက်ရှိကြောင်း၎င်းကပြောပါရယ်စစ်ကောင်စီကပေးတဲ့အထောက်ပံ့အချို့မြေပြင်ကိုရောက်ရှိနေတော့လဲရောက်ရှိမှုနည်းပါးနေသေးရလို့စကိုင်းနဲ့မန္တလေးမြို့တို့ကငလင်ဘေးတန်ခန်းစားနေရသူတွေထံမှသိရပါရယ်ရောက်တော့ရောက်မှာပါအချိန်တော့ကြန့်ကြာမှာပေါ့လက်စားတတ်တဲ့အတိုင်းဝိုင်းဆိုတော့လေဘယ်လိုဖြန့်ဝေမလဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူးအုတ်ကြီးတွေကနေတစင်းဖြန့်ဝေမယ်ဆိုရင်တော့သူတို့ထုံးမှာပေါ့ကျွန်တော်တို့ကတော့မရသေးပါဘူးလို့ မန္တလေးမြို့ကအမျိုးသမီးတအုပ်ကဆိုပါတယ်။ဒါအပြင်လေးလာသုံးသက်သူတွေကလည်းငလင်းဘေးဒဏ်သင့်ဒေသတွေကိုအထောက်ပံ့တွေကိုစစ်ကောင်စီဘက်ကပေးရလိမ့်မှာဖြစ်တော့လေ။၎င်းတို့လက်အောက်မှာအကောင့်ထဲပေါ်သူများပေါ်မှာမူတည်ပြီးရောက်ရှိမှုကွဲပြားနိုင်တယ်လို့ပြောပါတယ်။ကျွန်တော်အချင်းအကူအညီတွေရောက်တဲ့တလောက်ရောက်ပါလိမ့်မယ်။နေပြည်တော်တောင်ပျက်စီးတာတွေများလို့နေတာဝိမဲ့တအူးချင်းအချို့တံမှုခြာစားမှုလက်စားမှုတွေတော့ရှိနိုင်တယ်လို့နိုင်ငံရေးလှလာသုံးသက်သူတအူးကပြောပါတယ်။ တမိုင်းဝင်ငလင်းပေးကြောင့်မလ28ရက်မှအီဗီလာ20ရက်နေ့ထိ24ရက်တွင်တည်ဆုံးသူ3935ဦးတန်ရာရသူ9100ဦးနှင့်ပျောက်ဆုံးသူ120ထိရှိကြောင်းစစ်ကောင်စီပြောရေးဆိုခွင့်ရထားသူကမင်းကပြောကြားချက်မှာဆက်ပြောပါရယ်စစ်ကောင်ဆောင်မင်းအောင်လိုင်ပြောထားသလိုတည်ဆုံးတန်ရာရသူတွေကိုထောက်ပံ့ခြင်းများပေးမှဖြစ်ပြီးနေအိမ်ဆုံးရှုံးခဲ့ရသူတွေကိုအမျိုးအစားလိုက်ထောက်ပံ့စေပေးဖို့စီစဉ်နေရလို့၎င်းကပြောပါရယ်ပြီးခဲ့တဲ့အီဗီလာ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစိုးရဖွဲ့အစည်းအဝေးမှာစစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်ကငလင်းကြောင့် တည်ဆောင်းသူတော်ဝလင်းကျက်စဲသိန်းသာထောက်ပံ့မယ်လို့ပြောဆိုထားပါတယ်။လက်တလုံးငလင်းဘေးတင်ပြည်သူများအတွက်အလူငွေလက်ခံပွဲမှာအလူငွေ104.4ဘီလီယံနဲ့အလူပစ္စည်းတချို့ကျက်12.4ဘီလီယံခန့်ကိုစစ်ကောင်စီကရရှိထားတယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာများမှတဆင့်ကြေညာထားတာကိုသိရပါတယ်။ဒါအပြင်ငလင်းဘေးအတွက်နိုင်ငံတကာဖွဲ့စည်း20ကျော်ကအမေရိကန်ဒေါ်လာတန်း130ကျော်ကူညီမယ်လို့ကတိပြုထားကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းလီပိုင်နက်ကိုကျူးကျော်ပြီးစစ်ကောင်စီတပ်က KNL နေရာတွေကိုပုံကျင်းနေလို့ လေရင်ပြင်းအမြောက်တွေကိုထိုင်းစစ်တပ်ကနေဆက်သူရွှေ့ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းလီပိုင်နယ်ကိုကျူကျော်ပြီးစစ်ကောင်စီတပ်က KNL နေရာတွေကိုပုံကျင်းနေပြီးလေရင်ပြင်းအမြောက်တွေကိုထိုင်းစစ်တပ်ကရွှေ့ပြောင်းနေကြောင်းထိုင်းအခြေဆိုင်သတင်းတွေမှာဖော်ပြပါရတယ်။အကြံဖက်စစ်ကောင်စီရဲ့လေတပ်ကထိုင်းနယ်စပ်ကန်ချနာဘူရီခရိုင်တွင်ဘုံများမကျဲဖို့ထိုင်းနိုင်ငံရဲ့တတိပိချက်တွေကိုလစ်လျူရှုနေကြောင်းဒီကနေ့နေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ရဲ့လေရင်များကထိုင်းလီပိုင်နယ်ကိုကျူကျော်ပြီး KNL တပ်စခန်းများသို့ပုံစံလုံးဝင်ခြင်းကျဲချ သွားကြောင်းသိရပါတယ်။ဒါကြောင့်အခုကတိုင်းနိုင်ငံကလေရင်ပြည်အမြောက်တွေကိုထိုင်းနယ်စပ်အနီကိုရွှေ့ပြောင်းနေပြီးထိုင်းနိုင်ငံရဲ့လေကြောင်းပိုင်နက်ကိုကာကွယ်ဖို့လှုံ့ဆော်နေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။